ချက်ပတာ196မှာတော့နာဂီရဲ့ပြမြောင်လွန်းလာတဲ့ဂိုးကတကဘာလုံးမှရှိတဲ့ပရိသတ်တွေကိုအော့အတောင်းနေဖြစ်စေခဲ့ပြီးမန်ရှိုင်းစီးတီးအတွက်လည်းချီပါဂိုးပြန်လည်ရပ်ယူပေးနိုင်ခဲ့ပါတယ်။ရီယိုနဲ့နာဂီရဲ့ပေါင်းဆက်မှုကအီဆာဂီရဲ့အကောင်းဆုံးလက်နက်ပါဆိုတဲ့မေတာဗီရှင်နဲ့တောင်မှခမန်းလို့မရခဲ့ပါဘူး။နာဂီတယောက်တည်းကိုနီကိုဟန်နဲ့တာဒီလိုကစားပုံမျိုးရဖို့မဖြစ်နိုင်ပါဘူး။ရီယိုကကိုညီခဲ့တဲ့အတွက်ကြောင့်ပဲနာဂီကလုံးဝတဟုံတို့တုတ်သက်ပြောင်းလိုက်ခဲ့တာပါဒါပေမဲ့နာဂီရဲ့အကွက်ချို့တော့လိုက်မိနိုင်ခဲ့ပြီးခိုင်ဇာနဲ့အီဇာကီနှစ်ယောက်လုံးဟာ ကန်သွင်းမဲ့နေရာကိုဝင်ရောက်နှောက်ယှက်နိုင်ခဲ့တယ်ဆိုပေမဲ့နောက်ဆုံးသုံးသွားတဲ့အကွက်ကကဝအရှိမီပဲဆိုတာလုံးဝငြင်းလို့မရပါဘူးအဲ့ဒီအကွက်မျိုးနောက်တစ်ခါထပ်ပြီးတော့သုံးလို့ရပါမလားဆိုပြီးအီစာကေးကတန်တရားတော့အနှဲငယ်ရှိနေပါတယ်ပါရမီဆိုတဲ့အရာကြီးကိုခဏဘေးချိန်ထားပြီးအဲ့ဒီအတွက်ဖော်မြူလာကပါလေအဲ့ဒီပြကောရဲ့နောက်မှာဘာရှိနေလဲဆိုပြီးအီစာကေးကသိနေမိပါတယ်ဒါကီအတွက်ကလည်း तू စူးစားလာခဲ့တဲ့မြအရာထင်ခဲ့ပြီး तू အမြဲတမ်းအနိုင်ယူခြင်းခဲ့တယ်အီစာကေးရောအနိုင်ရခဲ့ပါပြီအရင်ကပူလောင်နေခဲ့တဲ့စိတ်ဟာလေအခုဆိုရင်တော့ငြင်းကြမ်းလို့သွားခဲ့ပါပြီအခုဆိုရင်တော့နာကီက အနိုင်ရတယ်ဆိုတာပြောစရာကောင်းကြောင်းနားလည်ခဲ့ပါပြီ။တပတ်မှာအီစာကီကတော့နာဂီမင်းရဲ့လှုပ်ရှားပုံတွေကအယံအောင်ဖို့ကောင်းတယ်။ဒီအဆင့်ကိုဘယ်လိုရရှိခဲ့လဲလို့မင်းနေခဲ့ပါတယ်။မင်းရဲ့စိတ်ထဲမှာရောဘယ်လိုခံစားရလဲ။နာဂီကတော့သူဘောလုံးကန်ခဲ့ရတဲ့အကြောင်းရင်းဟာအီစာကီကိုအနိုင်ယူဖို့ပဲဖြစ်ပြီးရီယိုကကူညီခဲ့တဲ့အတွက်ကြောင့်အိမ်မက်တီကတကယ်ဖြစ်လာတယ်လို့ခံစားရတယ်လို့ပြောပါရတယ်။ပြောရမယ်ဆိုရင်တော့အခုဆိုရင်နာဂီကသူ့ကိုယ်သူကဘာကြီးရဲ့အဓိကစစ်ဆောင်လို့တော့ခံစားနေရပါတယ်။အီစာကီကလည်းနာဂီဘောလုံးကန်နေရတဲ့အကြောင်းရင်းဟာသူ့ကိုအနိုင်ယူဖို့အတွက်ဆိုတာအီစာကီကသဘောပေါက်သွားခဲ့ပြီး ဲ့ဒီအရာ flow တဲ့ဝင်နိုင်မှုအတွက်တိလော်တဲ့စမ်းသပ်မှုတစ်ခုဖြစ်ခဲ့ပါတယ်။ပွဲရဲ့အစားနာဂီသူနီးသူဟန်နဲ့စောနေခဲ့တော့ကသူ့ရဲ့ဂိုးနဲ့အီစာကီကိုအနိုင်ယူဖို့စီစဉ်ထားခဲ့တာမဟုတ်ပါဘူး။ရီယွန်နဲ့အတင်းဖွဲ့ပြီးတဲ့အခါမှပဲအဲ့ဒီစိန်ခေါ်မှုကိုသူလုံနိုင်မယ်လို့ယုံကြည်ခဲ့တာဖြစ်ပါတယ်။အဲ့ဒီစိန်ခေါ်မှုမှာသူ့ကိုယ်သူအဓိကဆက်ဆောင်လို့ယုံကြည်ခဲ့ပြီးရီယိုကလည်းနာဂီလုံနိုင်တယ်ဆိုတာယုံကြည်ခဲ့တာမလို့အီစာကီရဲ့အရှိကိုဘောလုံးပေးခဲ့တာဖြစ်ပါတယ်။နာဂီအသေးရဲ့စင်ကဲပြောင်းလဲမှုဟာအီစာကီကိုစိန်ခေါ်မှပဲရမယ်ဆိုတာရီယိုကယုံကြည်ခဲ့တာဖြစ်ပါတယ်။လုတ်ချင်ရလုတ်ပြီးကျင်းတဲ့နေရရီယို အဂီကကျင်းတိုက်ရလားလို့မေးတဲ့အခါရီယိုကလည်းနာဂီကအဂီစားသူ့ကိုလိုအပ်တယ်ဆိုတာတတိပြနိုင်ခဲ့တယ်မလားလို့ပြောပါရယ်အဂီကတော့နာဂီကိုထပ်ပြီးစိတ်ဝင်စားတော့ပဲနာဂီရဲ့ဘဝဟာလေရီယိုရဲ့လက်ထဲကိုရောက်လွတ်နေပါပြီဒီဘေးကဂျေဝင်နေရလားတဖက်မှာအီစာဂီကသူတို့နှစ်ယောက်ရဲ့ဖော်မြူလာကိုနားလည်သွားခဲ့ပြီမလို့သူတို့နှစ်ကောင်ရဲ့ဒရမာဇလန်တွင်းကိုတွေကထပ်ပြီးတော့လှုပ်လို့ရခဲ့မယ်ဆိုရင်တော့တန်ကျင်းမရှိဘူးငါမင်းတို့ကိုနင်းချေပြစ်မယ်ဒီပွဲမှာမင်းတို့အတွက်အံပွဲတွေဆိုတာမရှိတော့ဘူးဆိုပြီးတော့အီစာကေးကကျုံးဝလိုက်ပါတယ်။ရီယိုကတော့ပေါ့ပေါ့တန်တန်ပဲ။ဘာလား ငါတို့ကလူတိုင်းရဲ့ပစ္စည်းပြားထဲမှာဆွဲနေရတော့တဲ့အထီးကိုကြောက်ဖို့ကောင်းနေရလားစောင့်ကြည့်နေလိုက်ပါငါတို့ရဲ့ပုံစံအတစ်ကိုငါတို့နှစ်ယောက်ကမင်းကိုကြော်တက်ပြီးနောက်တစ်ဆင့်ကိုသွားတော့မှာဟုတ်တယ်မလားနာဂီရီယိုကသာအဲ့ဒီလိုပြောနေတယ်ဆိုပေမဲ့နာဂီရဲ့စိတ်ထဲမှာတော့အီစာဂီရောအနိုင်ပြီးသွားတဲ့အတွက်ဘာဆက်လောက်ကမလဲမသိဖြစ်နေခဲ့ပါတယ်အဲ့ဒီအချိန်မှာခရစ်စပရင်ဟာအလုံးမဲတတိဆလူငယ်လေးတွေရဲ့ပြကွက်တွေကြောင့်အမတ်ကအခုချိန်မှာနမနမစီတေးကြနေခဲ့တာမလို့နောက်ဆုံးအမတ်ကအထုထိတ်ကိုရောက်နေခဲ့ပြီးခရစ်စပရင်ဆိုတဲ့ကျွန်တော်ကဝင်ကစားပါပြီဆိုပြီးတော့ခရစ်စပရင်ဟာ ကစားပွဲတွေကိုဝင်ရောက်လာခဲ့ပါတယ်။ချက်ပြတ190နှစ်မှာတော့ခရစ်စပီးယားဘောလုံးကွင်းထဲကိုဝင်ရောက်လာခဲ့ပြီးအားလုံးကလည်းအံ့ဩနေခဲ့ကြပါတယ်။နောက်ဆုံးမိနစ်လေးမှာအသေးတော်အနိုင်ရအောင်လုပ်ပြီးသူ့ရဲ့အတင်းသားတွေကိုကိုယ်တိုင်တင်ပြရမယ်မလို့ထင်ရပေမဲ့တကယ်တမ်းမှာတော့ရလက်ကတည်ရင်ဖြစ်နေတဲ့အတွက်နောက်ဆုံးကိုယ်ကိုသွင်းတဲ့သူကသူရဲ့ကောင်ဖြစ်မှာမလို့ခရစ်စပီးယားဂိုးဝင်သွင်းပြီးချိုးထုတ်ဖို့ပဲဖြစ်ပါတယ်။အဲ့ဒီကောင်နဲ့ဖြစ်တိုင်းအဲ့လိုကြီးပါပဲ။တစ်ဖက်မှာလည်းအင်ကြီးချုပ်ပြရတဲ့သူကရိုင်းပြတဲ့အပြုအမူဖြစ်တာမလို့အဝကက်ပေးခံလိုက်ရပါတယ်။လုံနေတဲ့အရာတွေကပေါ်ကြံကြောင်ဆိုပေမဲ့ ကျွန်တော်တို့ရုပ်ကန်လေးရှိတာမလို့အထာကတော့ကြာနေသေးဖြစ်ပါတယ်မာစတာတယောက်ဝင်လာတာမလို့ formation ရလည်းပြောင်းလဲသွားပြီ chris နဲ့ agiro ထိတ်ဆုံးရထားတယ်ဘသူတိုက်စစ် formation ပဲဖြစ်ပါတယ်နာဂီရဲ့ဆုံးနာကို chris spring ကချီချီလိုက်ပြီး rio ကိုတော့သူ့ရဲ့ကမ္ဘာအကောင်ဆုံးဖြစ်ချင်တယ်ဆိုတော့အိမ်မက်ကိုဆွန့်လွှတ်လိုက်ပြီလား blue lock ဆိုတာကမ္ဘာအကောင်ဆုံးတိုက်စစ်မှုကိုဖန်တီးတဲ့နေရာမဟုတ်ဘူးလားလို့မေးပါတယ် rio ကတော့အဲ့အရာတွေကအရင်မကြည့်တော့တဲ့အကြောင်းနဲ့အစာကလေးကသူ့ရဲ့အိမ်မက်ကကမ္ဘာဖလားကိုအနိုင်ယူဖို့အတွက်ပဲဖြစ်ပြီးအကယ်၍နာဂီတာကမ္ဘာအကောင်ဆုံးဖြစ်လာချင်တယ်ဆိုရင်သူကသူ့ရဲ့ဘေးမှာ ညာလိုက်ယုံအနေနဲ့ရှိသွားခြင်းတယ်လို့ပြောပါရယ်ဆောင်းနာလေးတင်ရီယိုဆုံးပြလိုက်တာသူ့ရဲ့အိမ်မက်အသွက်တာဆိုရင်ဘလူးလော့ဆိုတဲ့အရာကြီးကိုလည်းချင်းနှင်းကြောက်လုပ်ပြမယ်လို့ပြောပါရယ်ဒါဆိုရင်အဲ့ဒါမင်းရဲ့ပုံစံအတိတ်လားမဟုတ်ဘူးအဲ့ဒါကျွန်တော်ရဲ့အတ္တပဲဟိုပုံစံဒီပုံစံနဲ့အဆုံးသက်မှာတော့မင်းကုံမင်းပဲတပ်ပလောက်တာပဲမလားခရစ်မင်းကမာစတာတယောက်အနေနဲ့ဆိုရင်အရှုံးသမားပဲတပတ်အတင်းရဲ့မာစတာကလည်းဝင်လာခဲ့တာမလို့ဘာချစ်ကလည်းညင်နေလို့မရတော့ပါဘူး အိုးကမ္ဘာနမဲ့သိကြည်ပါလားမနေ့ကစုပေးပွဲမှာငါဒုတိယရခဲ့တယ်ဆိုတော့မေးသွားပြီလို့မထင်နဲ့ဒုတိယရခဲ့တာဆိုတော့မင်းသားမရှိခဲ့ရင်ငါကပထမရနေလောက်ပြီအရန်ကိုနှီးဆက်ခဲ့တာပေါ့ဟမ်နှီးဆက်တယ်ဟလားငါက182မယ်ရတဲ့အချိန်မင်းက2ရက်1ပဲရတော့နှီးဆက်တယ်လို့ခေါ်တာလားဟဲ့အရန်အဲ့ဒါလေးမပြောနဲ့ပြီးတော့အဲ့ဒါလေဘောလုံးတစ်ပိုက်မှာကြီးမားဆုံးခွာဟာချက်ကြီးပဲဟဲ့အဲ့ဒါလေးမပြောနဲ့ငါကဒုတိယရတယ်ကွာဒုတိယဒုတိယလို့ဆိုတော့ဘယ်သူမှဂယူမဆိုင်ဘူးလေအဲ့ဒီအကြောင်းကျွန်တော်ပြရတယ်အတိအဆုံးပါ ဘာစာနေရဖြစ်ကြပြီမယ်ကလေးဆန်စွာကလေးလိုစကားများနေခဲ့ကြပါတယ်ဘတ်ဆတ်မချင်အတင်းအတွက်ပြောင်းလဲသွားတဲ့ပုံစံကတော့ဘတ်ချစ်ကတိုက်စစ်အနေနဲ့ဆော့မှာမဟုတ်ပဲခန်းစစ်ကွေးလက်အနေနဲ့ဆော့မှာပဲဖြစ်ပါတယ်အတန်ရှည်လိုချင်နေတဲ့ခရစ်စပရင်ကိုနှိမ့်ချဖို့အတွက်ပဲဖြစ်ပါတယ်နောက်ဆုံးလိုက်ခရစ်ဒါမင်းရဲ့စင်မြင့်မဟုတ်အိုးနွာငါမင်းရဲ့အဲ့ဒီဘက်ကြောင်မုန်းနေကမ္ဘာအကောင်ဆုံးတိုက်စစ်မှုနဲ့ဒုတိယအကောင်ဆုံးတိုက်စစ်မှုတို့ဟာတစ်ချိန်တည်းမှာဝင်လာခဲ့တဲ့အတွက်ကြောင့်ကွင်းချင်းတွေကတော့ပြောင်းလဲမှာပဲဖြစ်ပါတယ်ဗဇားပွဲကိုတင်ပိုက်ဖို့အတွက်ကွင်းရဲ့အခြေအနေကိုနားလည်ဖို့လိုအပ်ပြီး ။ Isagi ကသူ့ရဲ့စွမ်းဆောင်ရည်ကိုမြင်မားစေတယ်။ Metavision ကိုရရှိခဲ့ပြီးအဲ့ဒါနဲ့ပဲခိုင်စာကိုအနိုင်ယူဖို့မလွန်လောက်ခဲ့ပါဘူး။သူ့လောက်ကစားပွဲကိုမထိ ंछ ုံနိုင်။မမြန်တဲ့အပြင်မှာသူ့လိုခိုင်စာအင်ပက်လည်းမရှိတဲ့အတွက်ကြောင့်ဒါရဲ့ကန်ချက်ကိုပဲတုံးရမှာဖြစ်ပြီးအဲ့ဒီကန်ချက်ကလည်းခိုင်စာကသူ့လိုမြင်နေမယ်ဆိုရင်အပြက်ခံရမှာပဲဖြစ်ပါတယ်။သူ့နဲ့နေမြေတူထဲမှာအနိုင်ယူနိုင်မှာမဟုတ်ပဲခိုင်စာကိုအနိုင်ယူဖို့အတွက်အ ਨੇ စုံအပိုင်းစားတစ်ခုတော့လိုအပ်ပါတယ်။ဆရာသမားနှစ်ယောက်ကလည်းကိုင်းထဲကိုဝင်လာခဲ့ပြီမလို့တေချာပေါက်ပြောင်းလဲတော့မှာပါ။မာစတာနှစ်ယောက်ရဲ့အချက်လက်တွေကိုအီဇာကီကတခြားသူတွေထက်အရင်နားလည်ဖို့လိုအပ်ပါတယ်။ဒါမှမဟုတ်မော်ဒယ်ပိုင်းကိုကွာ ရှိုးစမိုးလာထုတ်နေတဲ့ဆယ်လီရီကိုကြည့်မရပါဘူး။တပွဲလုံးပြင်းနေရောလဲလို့ဘာမှမလုံနိုင်ခဲ့ပဲ။မျက်လုံးတွေကလည်းဝါးနေပြီဆိုပေမဲ့အစင်းတော့ပြင်းနေပါသေးတယ်။အဲ့ဒီຢာရီအတွက်စဉ်းစားဖို့အချိန်မရှိပဲ။ဘာမှမလုံနိုင်သေးတဲ့သူ့ကိုလူမလဲပြစ်တာတော့ကျေးဇူးတရားမလို့ဖြစ်နေပါတယ်။ဒီပွဲသားအခုချိန်ပြီးသွားခဲ့မယ်ဆိုရင်နောက်တစ်ချိန်အခွင့်အရေးထက်ရတော့မှာမဟုတ်ပါဘူး။အမတ်ကနှစ်ကိုးနှစ်ကိုးဖြစ်နေပြီးနောက်တစ်ကိုးပဲလိုရတဲ့အနေထားပဲဖြစ်ပါတယ်။နောက်ဆုံးအခွင့်အရေးလည်းဖြစ်တာမလို့တက်ကိုပါလောင်ကြီးထက်ရပါတော့မယ်။အင်းတစ်ကိုခိုင်စာထက်အရင်နားလည်နိုင်အောင်လုပ်။ငါကနောက်ဆုံးအမတ်ကိုတိတ်ပိုက်မှာ။လူရဲ့ကစားပုံကတော့ ဝင်းထဲမှာဂွေရနိုင်ခြင်းအရှိဆုံးသူရဲ့နောက်ကိုလိုက်မှဖြစ်ပြီး CRISPR ကတော့သူ့ရဲ့အတင်းသားတွေကိုသူဂိုးသိမ်းမအောင်ကြည်ထားဆိုပြီးယူကြောင်ကြောင်နေပြောနေပါတော့တယ်။ကစားပွဲကလည်းပြန်လည်စတင်ခဲ့ပြီးကစားပွဲကိုအတန်မာဆုံးလူတွေရပဲထိ ंछ ုပ်သွားမလား။မင်းနဲ့တူရပဲအပိုင်သိမ်းသွားမလား။စောင့်ကြည့်ရပါတော့မယ်။ Chapter 193မှာတော့ Isagi ကခရစ်စနက်နိုဝါတို့ရှိနေတဲ့၃မိနစ်အတွင်းအချိန်လေးကိုလိုက်မိနိုင်အောင်လှုပ်ဖို့လိုအပ်ပါတယ်။အရင်တော့ကလို့ဘောလုံးကိုလိုက်ပြီးလူမနေတော့ပဲခိုင်သာတို့ကသူ့လမ်းမှာဝင်မရှော့အောင်မယ်။လှုပ်ပါတော့မယ်။ လို့ကပြောခဲ့တယ်။ကွင်းထဲကယုတ်တိအရှိဆုံးကစားသမားနောက်ကိုလိုက်မယ်ဆိုတဲ့စကားအတိုင်းအမွေကိုရဖို့မကြိုးစားတော့ပဲ။နောက်ဆုံးအမတ်ကိုရဖို့အတွက်ပို့ပြီးတော့တီတီငင်ငင်ယုတ်တိရှိရှိတွေးပြီးတော့လို့ရဲ့စကားအလုံးတွေကိုလိုက်နာပါတော့မယ်။တစ်ဖက်မှာဂျာမန်ဂင်းနှကောင်တွဲလုံးကတစ်ဖက်အတင်းရောအသားရကြော်ဖြတ်သွားခဲ့ပြီးခိုင်ဇာကခရစ်စပရင်နဲ့ထိတ်တိုက်ရင်ဆိုင်ရပါတယ်။မင်းကစိန်မျိုးဆက်တစ်ထဲကမိုက်ကယ်ခိုင်ဇာမလား။မင်းဘာလုပ်နိုင်လဲငါ့ကိုပြပါဦး။ခိုင်ဇာကတော့ခရစ်စပရင်ရဲ့ကလေးကလာစကားတွေကိုနားမထောင်ပဲ။နက်စီကိုဘောလုံးပေးလိုက်တဲ့အခါမှာတော့ဘာလဲမင်းကထွက်ပြေးရလား။ စိတ်တောင်ပြတ်မိတော့တယ်မင်းကကိုထက်နှိမ့်တဲ့သူတွေပဲတာချင်းအောင်ဆောင်ပြီးကိုထက်မြင့်တဲ့သူတွေကြတော့ငါကြောက်ချိုးချိုးရပါပဲတနာစီယာလုံးဝကောင်းနေပါလားဟမ်ခရစ်ရဲ့စကားတွေကြောက်ခိုင်စားရလဲမက်စီယာဘောလုံးပြတ်တောင်းလိုက်ပြီးမာနာကိုအဖက်ပြန်ဆဲတဲ့အနေနဲ့ခရစ်ပရင်ကိုကြော်ဖို့လုပ်ပါတယ်ခိုင်စားမြန်းနေတမ်းမာတယ်ပို့ပြီးတော့လဲကျန်းလာတယ်အဲ့တော့မှခရစ်ပရင်ကခန္ဓာကိုယ်စွမ်းအားတစ်ခုတည်းနဲ့တင်လိုက်လို့မိနေပါတယ်သူတို့ရဲ့စွမ်းရည်တွေတေချာတတိထားပြီးတော့ ရှင်ပြန်နေတဲ့ပုံကဘယ်သူမှဝင်မရှုံနိုင်နဲ့စီဂျင်ထုတ်ဝဲလို့ဖြစ်နေပါတယ်ခရစ်စပရင်ကခိုက်စားအောင်ဘယ်လိုဖြစ်တာလဲရအောင်ကြော်စမ်းပါဒါမှမဟုတ်တယောက်သေးပဲမကြော်နိုင်တာလားကမ္ဘာအကောင်ဆုံးတက်တိစလေးလုံနိုင်တာဒါအကုန်မဲလားဆိုပြီးတော့ထပ်ပြီးရန်ဆောက်ရတယ်ခိုက်စားရလဲလုံးဝဒေါတာထွက်သွားခဲ့ပြီခရစ်စပရင်ကိုပေါင်ကြားသွင်းလိုက်ပါတယ်ခရစ်စပရင်ကလည်းချက်ချင်းပဲဘော်ဒီနဲ့ကာလိုက်ပြီးနောက်သားစီချက်ပြတ်နေတော့မှနိုဝဲကဝင်လူကိုကြိုးစားပါတယ်နိုဝါဒါမှဒုဖေကြီးကွာငါသူတို့ရဲ့အကွက်တွေကိုမြင်နိုင်ပေမဲ့သူတို့နဲ့ရှင်နိုင်တဲ့ခန္ဓာကိုယ်အားမရှိဘူးဆိုပြီးတော့တွင်းနေတော့မှပဲရီယိုကဖျက်လုသွားပါတယ် စီးကျက်ပြတ်မယ်ဆိုတော့ကြိုတိခဲ့ပြီးအလဲရောတိုင်းမယ်လို့လောင်းကြီးထားလိုက်တာနိုဝါနီးနီးမြန်ပါတယ်အဲ့လိုလုံနိုင်ဖို့ဟာခနာကိုဆွမ်းအားတစ်ခုတည်းနဲ့မရပဲကြုံမြင်နိုင်ဖို့လည်းလိုအပ်ပါတယ်ဟုတ်ပါတယ်ရီယိုကမက်တာဗီရှင်ပွင့်သွားခဲ့ပါပြီရီယိုဖျက်ထုတ်လိုက်တဲ့ဘောလုံးဟာမမလေးစီကိုရရှိသွားခဲ့ပြီးသူ့ရဲ့ပိုင်နဲ့ရွှေရောင်စုံ44ဒီဂရီတဲ့ကိုပြီးတော့ပါပြီကမ္ဘာအဆင့်ဂိုဘောင်ရှာနေရောမတားနိုင်ရင်တရင်လုံးခွေးပြေးမှာမလို့အသေးအတန်တားနေကြရပါတယ်ကျတဲ့နဲ့ရဲ့အဆွေတွေဟာဝင်လက်တော့ပါနေပြီသူ့ရဲ့ပိုင်နဲ့ကလည်းပွင့်လန်းလို့နေပါတယ်အဲ့ဒီအဆွေတွေငါချိုးပြီးမယ် နောက်ဆုံးလိုက်ကြောင်ပေါက်လီရှောင်စုံမရောက်ခင်ယူကီမီယာအရင်ရောက်ခဲ့ပြီးတော့နှစ်ဖက်အသင်းရဲ့ပါရမီရှင်အားလုံးကလည်းစုဝဲလုံးနေကြပါပြီ chapter 194မှာတော့ဇန်နီမောင်မလေးနဲ့မော်တော်ဘိုင်းကိုကိုတို့ကထိတ်တိုက်တွေ့နေခဲ့ကြပါတယ်ရှောင်စုံမရောက်သေးဘူးဆိုပေမဲ့ရွေးချယ်စရာမရှိတော့တဲ့အတွက်ကြောင့်ကံဖို့ကြိုးစားပါတယ်ယူကီမီယာကာဘိုလုတဲ့အခါမှာတော့အယောင်ပြပြီးဖြတ်ဝင်ကရှောင်စုံနဲ့ကိုရရှိလို့သွားခဲ့ပါပြီဒါပဲငါ့ရဲ့လမ်းကြောင်းပွင့်နေပြီတုံညာတရမ20စက္ကန့်ပဲအခုမင်းကနေလုံးနဲ့ဇန်နီလေး အပူအကွက်လုံမိခဲ့တဲ့အတွက်ကြောင့်ခိုင်စာတားနိုင်ခဲ့တာဖြစ်ပါတယ်မကန်သွင်းနိုင်တော့လူပေးမယ်ဆိုပြီးတော့ခရစ်စီကိုပေးလိုက်ပါတယ်မစိုးဘူးကဘာနမနေလေမင်းကငါချင်းမုံပြစ်တော့မယ်အိုးငါ့ရဲ့လမ်းကြောင်းပိတ်ပြစ်တော့မယ်ပေါ့မင်းကအရန်ကိုယုတ်တိရှိတာပဲနိုးအရာမင်းကယူလာကန်သွင်းမလို့လားမင်းနောက်ကျသွားပြီယုတ်တိရှိရှိရှင်းပြမယ်ဆိုရင်ငါမင်းကိုမနိုင်နိုင်ဘူးအဲ့ဒါကြောင့်မင်းကိုကြော်တက်နိုင်မယ်ကန်ချက်ကောင်ကတီထွင်ခဲ့တယ်ငါ့ရဲ့ယုတ်တိမရှိတဲ့လက်နဲ့အဲ့လိုပြောပြီးခရစ်စပရင်ကဘောလုံးကိုကန်နေလိုက်ပြီးတော့ ကမ္ဘာအကြီးမြတ်ဆုံးဂျပန်ကန်ကျက်ပဲဖြစ်ပါတယ်ဘောလုံးရဲ့လာရောင်သူကိုယ်ရနောင်မခတ်မိုင်းနိုင်နဲ့မရတတ်နိုင်နဲ့နှကုတ်ဘောပဲဖြစ်ပါတယ်တော်ရီတာလေးတော့ဘယ်ကားအောင်လားညာကားအောင်လားဒါမှမဟုတ်ဗီဇဝယ်လိုက်လိုက်အောင်လားဝေခွင့်မရဖြစ်နေခဲ့ပါတယ်ဒီလိုကန်ကျက်ကြီးဟာကာလို့ရောရရင်လားကိုယ်တမကိုယ်ရနောင်မခတ်မိုင်းနိုင်နဲ့ကန်ကျက်ကိုအီဇာကီကဘောလုံးကိုမကြည့်ပဲပြောလာခဲ့ပြီးတော့တော်ရင်တာလေးကိုအောက်ကိုခုံဖို့ပြောလိုက်ပါတယ်ချီးပဲတခုခုနဲ့တိုက်တော်စမ်းမှာကန်ကောင်းထောက်မှစွာတိုင်နဲ့ထိသွားပြီးတော့အီဇာကီရဲ့လောင်ကြီးထမ်းမှုက လက်မလေးတင်ကာွယ်လက်နိုင်ပါတယ်ကန်ချက်ပိုင်ရှင်ခရစ်စပရင်ကိုရိုင်းကလည်းဗစက်အဟောင်းသာဖြစ်နေခဲ့ပါတယ်နော်မြင်နေအရှုံးသမားရဲ့အော်ဘောလုံးရဲ့လမ်းကြောင်းမခံမှန်းခဲ့ပဲအနေအရှိဆုံးနေရာကိုပဲခံမှန်းခဲ့တာငါနိုင်တော့ပြီကဘာနမနဲ့ငါမင်းကိုဝါမျိုးလိုက်နိုင်ပြီအခုနောက်အလဲပဲဆိုပြီးတော့အီစာကြီးရဲ့အမိုက်စားကာွယ်မှုနဲ့အတူချက်တာ194ဟာဒီမှာပဲအဆုံးသတ်တော်ခဲ့ပါတယ်ဒီနေ့ဗီဒီယိုကတော့ဒီလောက်ပါပဲဗီဒီယိုသဘောကျနေတတ်ခဲ့ရဆိုရင်တော့ကျွန်တော်ရဲ့ channel လေးကို like and subscribe လုပ်ခဲ့ပေးကြဖို့တောင်းဆိုချင်ပါတယ်နောက်အပိုင်းနေမှာပြန်တွေ့ကြတာပေါ့